အော်လမိုင်းမင်္ဂလာပါဗျာခုတစ်ခါမှာတော့ရန်ကုန်ပြည်ကလာစီးသွားရင် သူ့လိုမဖြစ်အောင်ခရီးဆိုင်တွားကြပါလို့ပြောလာတဲ့အမျိုးသမီးတဦးရဲ့ရုပ်တံဗီဒီယိုဖိုင်လေးကိုအားလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာကန်ထရီနော်လေးချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာ ရန်ကုန်မြို့မှာနေတဲ့သူတိုင်းလူများတွေမှာပဲသွားတာဖြစ်ဖြစ်ဈေးဝယ်သွားတာပဲဖြစ်ဖြစ်ဘယ်နေရာမှာသွားတော့ပေါ့နော်သတိလေးထားကြပါရှင်ဒါကတော့ကျမမနေရအောင်ဖြစ်ပျက်ခဲ့တဲ့အရာလေးတစ်ခုပေါ့နော်အဲ့ဒါဗာလဲဆိုတော့ကျမမနေရအောင်မနေရတော့မင်္ဂလာဈေးကိုဈေးသွားဝယ်တာပေါ့နော်အော်ဒီတော့ဝင်လာကျမအိတ်တာဖြည့်ခန့်လိုက်ရပါတယ်ရှင်ကျမ client နဲ့ခန့်လိုက်ရတယ်ပေါ့နော်ကားပေါ်မှာဖြစ်တာလားလေတော့မေးဟိုမေးကြော်လေ ကားပေါ်ကတော့မဟုတ်ဘူးတေးကြပါဘူးလို့ဆိုကျွန်မကားပေါ်ကအစဉ်ပလာဇာရှိပလာဇာထဲမှာတော့မှ ठी ဝင်ဝဲခဲ့သေးတယ်အဲ့ချိန် ठी လည်းရှိသေးတယ်အဲ့ချိန် ठी လည်းရှိသေးတယ်ကျွန်မဖုန်းအမေဖုန်းလာအဲ့ဒီကနေပြီးတော့မင်္ဂလာဆေးသွားတဲ့အချိန်မှာကျွန်မအမေဖုန်းလာလို့ဖုန်းနှိုက်တဲ့အချိန်လည်းရှိသေးတယ်အမေဖုန်းပြန်ထည့်တဲ့အချိန်မှာတတိမထားမိတာအဲတတိမထားမိဖုန်းပြောပြီးဖုန်းပြန်ထည့်တဲ့အချိန်မှာဖြစ်သွားတာတတိမထားမိရပါတော့တတိလေးတစ်ချက်လွတ်လိုက်တာနဲ့ ရန်ကုန်မြို့ကြီးကသွားပြီကံကောင်းတာတစ်ခုကအရင်တော့ကျမညီမကျမညီမဖုန်းနေရောအကုန်ထည့်ထားတာပေါ့နော်အကုန်ဖုန်းအကုန်ထည့်ထားတာပေါ့ဟိုထည့်ထားတယ်ထည့်ထားသူ့ထည့်ထားရင်တော့သူ့ဖုန်းလည်းပါမှသေးကြတယ်သူ့ဖုန်းနာပိုင်းနဲ့ကျမဘဝကသွားပြီကျမတာဝန်ဖြစ်သွားပြီလေကျမအဲ့ထိမှာထည့်ထားတယ်အတွက်ကျမတာဝန်ဖြစ်သွားပြီဆိုတော့ပေါ့အာကျမဘဝတော့သွားပြီသူ့ဖုန်းနေနေမှလည်းကေးပေးလေမင်းရှိတဲ့အခါကြတော့ပေါ့နော်သွားပြီအကြံမလို့ ေးသွားတာပဲဖြစ်ဖြစ်လူများကြားမှာပဲဖြစ်ဖြစ်ပဲစကားပေါ်ပဲဖြစ်ဖြစ်ရန်ကုန်မှာနေတဲ့သူတိုင်းကိုယ့်ရဲ့ပတ်စံလေးတွေကိုကိုယ်တတိထားကြပါဖြစ်နိုင်လို့ရှိရင်ဘေးလွယ်အိတ်ဒီလိုလွယ်အိတ်လွယ်တာထက်ဘလွယ်အိတ်လွယ်တာတဲ့ဒီစလွယ်စလွယ်လွယ်လို့ရတဲ့အိတ်လေးတွေကိုယ့်ရှေ့မှာထားလို့ရတဲ့အိတ်လေးတွေလွယ်ပါရှင်အဲ့ဒါကပုံပြော့အရင်တော့အစ်မသွားရင်တော့အဲ့လိုအိတ်လေးတွေဝယ်သွားဟိုလွယ်သွားတာပေါ့နော်မနေ့ကမှဖြစ်ချင်တော့ပြန်လာရင် အင်းညီမဖုံးလို့ဝယ်မယ်ဖုံးဝယ်ပြီးတော့ဘူးဒီတိုင်းကင်ရမှာမို့လို့အဲ့သေးထဲမယ်တဲ့ဆိုပြီးတော့မှဩအဲ့အိလေးပဲလွယ်ခဲ့လိုက်မယ်ဆိုပြီးတော့လွယ်ခဲ့တာပါရှင်ဒါကြောင့်မလို့အားလုံးပဲတတိထားကြပါပါသွားတဲ့ပစံ2800ဆိုပေမဲ့2800ကမများပါနဲ့အဲကျမတကယ်အဆင်မပြေနေတဲ့အချိန်ဖြစ်သွားတော့တကယ်နှမျောမိပါတယ်တ냐လုံးကအဲ့လိုတော့မရပါဘူးရှင်သူ့တက်ကတော့ အော်သူတို့အတွက်ကတော့အဆင်ပြေသွားတာပေါ့နော်ကျမအတွက်ကတော့အော်2သိန်း8000ဟာကျမအာတကယ်တကယ်အဆင်မပြေနေတဲ့အချိန်မျိုးလို့တကယ်နှမျောမှုပါလေရှင်အားကြောင့်အကုန်လုံးပဲကိုယ့်ရဲ့တတိတရားနေနေကြပါလို့ကြိုးချင်ပါလေရှင်